အွန်လိုင်းပေါ်မှာပစ္စည်းစရောင်းချင်တဲ့သူများအတွက်ဒီနှစ်ချက်ကိုအရင်ဆုံးရှောင်ပေးရမယ်ပထမအချက်ကပစ္စည်းတွေများများမရင်းသေးပါနဲ့ချုပ်ထေနာကပစ္စည်းရင်းပြီးမှရောင်းလို့ရတာအခုခေတ်က stock တွေပြမှရောင်းရတဲ့ခေတ်မဟုတ်ဘူး stock တွေဘလောက်ပဲရှိရှိရောင်းမတတ်ဘူးကိုယ့်ရဲ့ fan အုပ်စုမရှိရင်ဝယ်သူတွေကရှိမှာမဟုတ်ဘူးအရင်ဆုံးလုပ်ရမယ့်အရာကလူတွေကိုယ့်ကိုသိအောင်လုပ်ရမယ် content ကိုအရင်ဆုံးဖန်တီးပေးရမယ်ချို့ပြောဘလို့ content ဖန်တီးပေးရမှလဲလွယ်ကူဆုံး content မျိုးကိုပဲအရင်ဖန်တီးလွယ်လွယ်လေးနဲ့ပဲ ဲစလွယ်လွယ်လေးနဲ့တောင်မှမစရဲဘူးမစတတ်ရင်စတီရီဂျီလေးနဲ့အစပေါ်အရန်ခက်ခဲဖြစ်တယ်။နိုင်မသွေးနဲ့အလွယ်ကူဆုံးဗိုင်းရှင်းနဲ့စကိုကြိုက်တဲ့ idol တွေရှိကြမှာပဲသူတို့ဘလို့ဖန်တီးတာလဲသူတို့ဖန်တီးတဲ့အတိုင်းကိုလည်း copy ယူပြီးတော့လိုက်ဖန်တီးကြည့်ပါလိုက်လို့ရင်းနဲ့ကိုကြိုက်မကြိုက်ဆိုတော့ပို့ပြီးတိလာလိုက်မယ်လက်သွေးလောက်လာပြီးမှပို့ပြီးနားလဲလာလိုက်မယ်ပို့ပြီးတိလာလိုက်မယ်ကိုတင်နန်းတွေထပ်ပြီးဖြည့်တဲ့အခါမှာပို့ပြီးထရောက်မှုရှိတယ်ဒုတိယအချက်ကသူများပြည့်စည်တော့မှမယောင်းတတ်သေးဘူးဆိုရင်ကိုပိုင်ပြည့်စည် လုံးဝတော့ပြီးမထုတ်သေးပါနဲ့။တော့တချို့ကကျမအရေးရှိတဲ့သူများပစ္စည်းမရောင်းချင်ဘူး။လာရောင်းရမယ်အတူတူကျမကိုပိုင် brand ပဲထုတ်တယ်။ကိုပိုင် brand ထုတ်ရတာမခက်ဘူး။အခုခေတ်ကလေထုတ်လာပြီးတော့ဘယ်လိုနဲ့ရောင်းမှလဲ။ဘယ်နေရာမှာတွားပြမှလဲ။လူတွေကကိုကိုမသိနေဘူး။ပစ္စည်းတွေထုတ်လာပြီးတော့လုံးဝကိုရောင်းလို့ရမှာမဟုတ်ဘူး။ပစ္စည်းထုတ်ဖို့ခဏလေးစိတ်လျှော့ပေးပါ။သူများပစ္စည်းကိုရင်ရောင်း၊သူများပစ္စည်းရောင်းတတ်လာမှ၊ရောင်းနေတိလာမှ၊ fan အုပ်စုတွေရှိလာမှ၊ personal branding ရှိလာမှကိုပိုင်ပစ္စည်းတွားပြီးထုတ်ကြပါ။ဒီလာ မယ့်နှစ်သစ်မှာယင်းဤနေဆုံးနဲ့လောက်သွားခြင်းနဲ့ဆုံးရှုံးမှုအနည်းဆုံးနဲ့လောက်သွားခြင်းနဲ့ဘယ် class ကို join လို့ရလဲချက်တင်ထားပေးတဲ့သတို့ရ online class ကို join ပါအဲ့ class မှာ join သွားတဲ့သူကအယောက်ပေါင်း900ဝန်းကျင်ရှိသွားပြီးစာလုံးတဲ့သူတွေအတွက်ဒီ class တက်ဖို့ချေ recommend ပေးတဲ့နီလန်းတိဘာရ ို့အတွက်လောက်ရတာပိုပြီးမဲ့ကူလာလိုက်မယ် class 1ချင်းတဲ့သူကပုံမှန်အထူးကျေးနော်9သိန်း9000ဒီဗီဒီယိုကနေပြန်အပ်တဲ့သူကချက်ပုံသိန်းခွဲနဲ့ပဲအထူး promotion နဲ့ပြန်ပြီးပေးထားမယ်ရချင်တဲ့သူက admin စီမှာပြောပြီးမင်းများနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ခိုးချစ်ကြည့်ပါ